ာပါရှင်။တဝဲဝါရှက်တပတ်တွေ့တင်းနိုင်တဲ့တင်အစီအစဉ်ကနေကြိုဆိုပါရစေ။ကျမတို့ရှောမအခုတစ်ပတ်မှာတော့နိုဝင်ဘာလ28ရက်နေ့ကနေဒီဇင်ဘာလ4ရက်နေ့အတွင်းဖြစ်ပွားခဲ့တဲ့တင်းနိုင်တဲ့အတိုင်းအတွင်းသတင်းတွေကိုတင်ဆက်သွားဖို့ရှိပါရစေ။တင်ဆက်ပေးမယ့်သတင်းတွေကတော့တဝဲတပိတ်ကော်မတီဝင်တဦးနဲ့ down net PDF အဖွဲ့ကိုစစ်ကော်မရှင်အမှုဖွင့်ထားတဲ့အကြောင်းထိုင်းအနာပိုင်းတွေကအချိန်သတ်မှတ်ပြီးပြန်ခိုင်းလို့မွန်တောင်စေရှောင်းတွေနေရပြန်ရတဲ့သတင်း မြေမျိုးမှအကစားခွင့်အရှိဆိုင်ခန်းတွေကိုစာချုပ်မပြည့်ခင်အဓမ္မဖယ်ခိုင်းတဲ့အခြေအနေအပါအဝင်တပတ်အတွင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာပါဒါအပြင်ဒီအပတ်အတွက်အထူးသဖြင့်ပြပုချက်အဖြစ်လက်နက်ကင်တရုံရုံနဲ့မြို့ပေါ်ကမဲဆွယ်ပွဲတွေအကြောင်းကိုရှုစားရမှာဖြစ်ပါတယ်။တပတ်အတွင်းသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ တဝက်ခရိုင်ဒီမိုကရေစီအရေးလှောက်ရှာမှုတပိတ်ကော်မတီ DDMSC ကော်မတီဝင်တဦးနဲ့ကျုံစုံမြို့နယ်ကထောင်းနယ်အဖွဲ့ကိုစစ်ကော်မရှင်ကရွေးကောက်ပွဲကောက်ွဲရေးဥပဒေပုံမှန်တွေနဲ့တရားစွဲထားပါတယ်။တတင်းအပြည့်အစုံကိုဒိုဝဲဝက်အဖွဲ့သားတဦးကပြောပြပေးသွားမှာပါ။ဒိုဝဲခရိုင်ဒီမိုကရေစီလှောက်ရှာမှုတပိတ်ကော်မတီ DDMFC ကော်မတီဝင်တဦးနဲ့ကျုံစုံမြို့နယ်ကထောင်းနယ်အဖွဲ့ကိုစစ်ကော်မရှင်ကရွေးကောက်ပွဲကောက်ွဲရေးဥပဒေပုံမှန်တွေနဲ့တရားစွဲထားပါတယ်။ နိုဝင်ဘာလ9ရက်နေ့ကဗိတ်တဝဲကလန်ပိုင်းတည့်ချောင်းမြို့နယ်တင်နီယာမှာစစ်ကောမရှင်ကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲကိုစတင်ကြောင်းလမ်းမပေါ်စာရေးဆန္ဒထုတ်ဖော်ခဲ့တဲ့တပိတ်ကော်မတီဝင်ကိုကျော်ကျော်ကိုအကြမ်းဖက်လို့စွပ်စွဲပြီးအမှုဖွင့်ထားတာပါကိုကျော်ကျော်ကိုရွေးကောက်ပွဲဥပဒေပုံမှန်တွင်နေတဲ့ချောင်းမြို့မှာရဲစခန်းမှာအမှုဖွင့်ထားတာလို့စစ်ကောမရှင်ကထုတ်ပြန်ပါတယ် နိုဝင်ဘာလ17ရက်ကလည်းဂျွန်ဆွန်မြို့နယ်အခြေဆိုင်ကိုသိန်းဆောင်မင်းဦးဆောင်တဲ့အဖွဲ့ဝင်50ဦးပါတောင်းတဲ့ပြည်ရဲ့အဖွဲ့ကလည်းကံမော်နေမြင်ရဲစခန်းမှာအမှုပွင့်ထားတယ်လို့ဆိုပါတယ်။မဲတိုးရွာအုပ်ဖူမော်ရွာစန္ဒငေရွာချောင်းကြီးဝရွာတွေကစစ်ကောင်းစီခံရက်ကြီးအုပ်ချုပ်ရေးမှူးတွေနဲ့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်တွေကိုချီးချောက်စာပေးပို့တယ်ဆိုပြီးအမှုပွင့်ထားတာပါ။ နိုဝင်ဘာလ19ရက်နေ့ကလေပလောမျိုးနေဗုတ်ချံရွာမှာစိုက်ထားတဲ့ကြက်ကန်ရေးပါတီမဲဆွယ်ဆိုင်ဖို့ဖြစ်စည်းခံရတဲ့ဆိုပြီးရှားဖွေနေစက်သူတို့ကိုလေပလောမျိုးမှရေစကန်မှာအမှုဖွင့်ထားတယ်လို့ဆိုပါတယ်စစ်ကောမရှင်ဟာအတူရောင်ရွေးကောက်ပွဲကိုကာကွယ်နိုင်ဖို့ထောက်တန်း3နှစ်ကနေ9နှစ်အထိချမှတ်နိုင်တဲ့ရွေးကောက်ပွဲကာကွယ်ရေးဥပဒေပေါ်မှာတွင်အမှုဖွင့်နေတာဖြစ်ပါတယ် တဝယ်မျိုးလယ်မှာစိုက်ထူထားတဲ့စစ်ကောင်စီခတ်တင်းသားရီတိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုရဲ့မင်းဆွယ်ဆိုင်ပုတ်ကိုနိုဝင်ဘာလ24ရက်နေ့ညနေပိုင်းကစိုက်ကန်နဲ့ဝင်တိုက်ခံလိုက်ရပါတယ်။တဝယ်မျိုးဥတ္တဒါကြီးလမ်းဆောင်နားမှာစိုက်ထူထားတဲ့ဦးမြတ်ကိုရဲ့မင်းဆွယ်ဆိုင်ပုတ်ကိုအသက်40အရွယ်အမျိုးသားတဦးကရေလံအတိုင်းစိုက်ကန်နဲ့လာချင်းဝင်တိုက်မိတာလို့မြို့ခံတချို့ကပြောပါတယ်။ဦးမြကူကဆေးအနာရှင်တက်ကြောထားနောက်ခံပြူထားတဲ့ကြန့်ခိုင်ရေးပါတီလွှတ်တော်ကိုစလဲလောင်းအဖြစ်စစ်ကုမရှင်ကလုံးမဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်။ မန်းဆက်ဆိုင်ဖို့ကိုဆိုင်ကနဲ့ဝင်တိုက်မိသူကတိုက်မိပြီးတဲ့နောက်အဲ့ဒီနေရာကနေထွက်ခွာသွားတယ်လို့ဆိုပါတယ်ဆိုင်ကတိုက်ခံရပြီးလဲကျလို့နေပါဖြစ်နေတဲ့အဲ့ဒီမဲဆွဲဆိုင်ဖို့ကိုဝင်ကြီးချုပ်ရုံမစင်ခင်မှာဆရာနာရှင်တပ်သားတွေကလာရောက်ပြင်ဆင်သွားတယ်လို့မြို့ခံတွေကပြောပါဗျ။ဦးမြတ်ကတိုင်းဒေသကြီးလွှတ်တော်မဲအများဆုံးရသူအနိုင်ယူစနစ်နဲ့ဒဝယ်မြို့နယ်မဲစင်နာနယ်ကဝင်ရွေးခံမှာဖြစ်ပါဗျ။ ထိုင်းမြန်မာနယ်စပ်မော်တော်မျိုးကိုသွားတဲ့အလမ်းပိုင်းမှာရှိတဲ့တင်ခုံးရွာနဲ့တဲဖြူရွာဝန်းကျင်မှာဆက်ရနာရှင်တပ်နဲ့တော်လိုင်းရဲတပ်တို့ဆယ်ရကျော်ကြာတိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေပါဗျ။တင်ခုံးရွာနဲ့တဲဖြူရွာမှာဆက်ရနာရှင်တပ်ကလေကြောင်းနဲ့ကားတွေကိုတုံးပြီးစစ်ရင်အားထက်ဖြည့်ကစစ်ကြောင်းထိုးလာလို့နိုဝင်ဘာလ15ရက်နေ့ကနေနိုဝင်ဘာလ25ရက်နေ့အထိတိုက်ပွဲတွေပြင်းထန်နေတာပါ။တိုက်ပွဲအတွင်းဆက်ရနာရှင်တပ်ကလင်းရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒရုန်းနဲ့ပါပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ်။ ဒါအပြင်မြေပြင်ကလည်းစစ်ရင်အားအလွန်အရင်နဲ့စစ်ကြောင်းထိုးနေတယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တချို့ကပြောပါရယ်။နိုဝင်ဘာလ24ရက်နေ့ကလည်းရိခါနဲ့လက်နက်ကြီးတွေတင်ဆောင်လာတဲ့စစ်အနာရှင်တပ်က6စင်းမြေဖက်ကနေတနင်္သာရီမျိုးဖက်ကိုဥတီမောင်းနှင်သွားတယ်လို့ဒေသခံတွေကပြောပါရယ်။မောတောင်မျိုးကိုတော်လိုင်းတပ်တွေကနိုဝင်ဘာလ14ရက်နေ့ကတင်းယူပြီးတဲ့နောက်မောတောင်လိုင်းဘက်မှာတိုက်ပွဲတွေပြင်းထန်နေတာပါ။ ထိုင်းနိုင်ငံဘက်ခြမ်းမှာတင်းရှောင်နေကြတဲ့မော့ထောင်ဒေတာခန့်စစ်ပေးရှောင်တွေကိုထိုင်းအနာပိုင်းတွေကနွေဘာ26ရက်နေ့ညနေ9နာရီနောက်ဆုံးထားပြီးနေရပြန်ခိုင်းလို့မြန်မာဖက်ချန်းကိုပြန်ကြရပါတယ်။ဒီတင်းကိုတော့ Dwell Wash အဖွဲ့သားတူကပြောပြပေးသွားမှာပါ။ထိုင်းနိုင်ငံဘက်ချမ်းမှာတိတ်ရှောင်နေကြတဲ့မော်ရောက်ဒေတာခန်ဆက်ပေးရှောင်တွေကိုထိုင်းအနာပိုင်တွေကနိုဝင်ဘာလ26ရက်နေ့ညနေ9:00နာရီနောက်ဆုံးထားပြီးနေရက်ပြန်ခိုင်းလို့မြန်မာဘက်ချမ်းကိုပြန်ကြရပါတယ်။ ထိုင်းမြို့မှာနေချာဂိတ်ပြတဲ့အလဲဂိတ်မှာတိုင်းရှောင်နေကြတဲ့ဆက်ဘေးရှောင်1800ကျော်ကိုထိုင်းအနာပိုင်းတွေကနိုဝင်ဘာလ24ရက်နေ့ကစပြီးနေရက်ပြန်ခိုင်းနေတာဖြစ်ပြီးနိုဝင်ဘာလ26ရက်နေ့မှာတော့အနောက်ဆုံးထားပြန်ခိုင်းခဲ့တာပါထိုင်းအနာမိုင်းတွေနေရက်စပြန်ခိုင်းတဲ့နိုမာလ24ရက်နေ့ကစပြီးစစ်ဘေးရှောင်ရာချီမြန်မာဘက်ခြမ်းကိုစတင်ရွှေ့ပြောင်းခဲ့ပြီးနိုမာလ28ရက်နေ့မှာတော့အလုံးပြန်လာကြရတယ်လို့ဆက်ဆောင်တွေကပြောပါတယ်။ တော်လိုင်းတက်တွေတိတ်ပိုက်ထားတဲ့မောရောင်မျိုးထဲမှာလည်းနေအိမ်တွေဖောက်ထွင်းခံထားရပြီးတပ်ဖို့ရှိပစ္စည်းတွေမရှိတော့ဘူးလို့ဆက်ဆောင်တွေကဆိုပါတယ်နေရပြောင်းဝင်လာတဲ့ဆက်ဘေးရှောင်ချိုးကနေအိမ်ကိုပြန်သွားသူများရှိတယ်လို့ဥယျာဉ်ချမ်းတွေထဲပြောင်းရွှေ့နေထိုင်သူတွေလည်းရှိနေပါတယ်။ဆက်ဘေးရှောင်များစုကလေချောင်းအန္တရာယ်ကိုစိုးရိမ်ကြောက်လန့်လို့နေအိမ်မပြောင်းရင်ကြတယ်လို့ကုန်စုံဆိုင်တွေမှာလည်းစားတောက်ကုန်တွေမရှိတော့လို့စားနပ်ရိက္ခာအတွက်လည်းစိုးရိမ်နေကြတယ်လို့ဆက်ရှောင်ချိုးကပြောပါတယ်။ မောရောင်မျိုးတိုင်တိုက်ပွဲမှာဒေသခံ1800ကျော်နေချားခိတ်ပြတဲ့အလေကိန်းကိုထွက်ပြီးတိမ်းရှောင်ခဲ့ကြပြီးနောက်ထပ်ဒေသခံ800ကျော်ကဥယျာဉ်ခြံတွေနဲ့တောထောင်တွေထဲတိမ်းရှောင်နေကြတာပါ။နေအိမ်မပြောင်းရင်ကြသေးတဲ့တောတောင်တွေထဲမှာတိတ်ရှောင်နေကြတဲ့ဆက်ရှောင်တွေကတော့အနေထိုင်စားတောက်ရေးအဆင်မပြေတဲ့အတွက်ဥယျာဉ်ခြံတွေနဲ့နီးစပ်ရာအရှောက်အုံတွေမှာပြောင်းဆွေနေကြရပါတယ်။တဝင်းမြို့အဝင်ခိတ်တွေမှာနှွေဘာလ22ရက်နေ့တရက်ထဲအထမဆင်းမှုထမ်းစုဆောင်ခံရသူ10ဦးရှိတယ်လို့သိရပါတယ်။ မနက်6:00နာရီကစပြီးဒဝယ်မြို့အဝင်အထွက်ဂိတ်တွေဖြစ်တဲ့ကမျိုးခင်တတားနဲ့ပေါတိုင်းတတားစစ်စေးရေးဂိတ်တွေမှာလောင်းလုံးနဲ့တရချောင်းမြို့နယ်ဘက်ကနေဒဝယ်ကိုလာတဲ့ဒေသခံခရီးသွားလူငယ်အမျိုးသားတွေကိုစစ်မှုထမ်းအတွက်အဓမ္မဖမ်းဆီးခဲ့တာပါကမျိုးခင်တတားစစ်စေးရေးဂိတ်မှာလူငယ်၄ဦးကိုဖမ်းဆီးခဲ့တယ်လို့ပေါတိုင်းတတားစစ်စေးရေးဂိတ်မှာလည်းလူငယ်၄ဦးကိုဖမ်းဆီးပြီးစစ်မှုထမ်းဆွဆောင်းခဲ့တာလို့အဖမ်းခံရတဲ့လူငယ်တွေရဲ့မိသားစုနဲ့နေဆက်သူတချို့ကပြောပါရတယ် အဖမ်းခံရတဲ့လူငယ်အများစုကဒဝံမျိုးပေါ်မှာနေစာအလုပ်တွားရောက်လုပ်ကင်ကြသူတွေဖြစ်ပြီးတချို့ကရွှေပြောင်းလုပ်သားတွေဖြစ်တယ်လို့စုစမ်းသိရပါတယ်။စစ်မှုထမ်းအဖြစ်ဖမ်းဆီးစုဆောင်ခံရတဲ့အကြောင်းကိုမိသားစုဝင်တွေစီဆက်သွယ်အကြောင်းကြားလို့သိရတာလို့ဆိုပါရယ်။အခုနှစ်ဇူလိုင်လကနေနိုဝင်ဘာလအထိ၅လတာကာလအတွင်းကမျောကိန်းတတဆစ်စေးရေးဂိတ်မှာစစ်မှုထမ်းအဖြစ်အရမ်းမှဖမ်းဆီးစုဆောင်ခံရသူ35ဦးထပ်မံရှိလာပါရယ်။ နွေဝါလာ၁၀ရက်နေ့ကလည်းတဝယ်မြို့ပြင်မှာလူငယ်၁၂ဦးကိုအရမစစ်မှုထမ်းအဖြစ်ဖမ်းဆီးဆောင်ခဲ့ပါသေးတယ်။မြေမျိုးမအကစားကွင်းအရှိမရှိတဲ့ဆိုင်ခန်းတွဲတွေကိုစစ်ကောင်မရှင်လောက်ခန့်အကစားဝင်ကြီးဌာနကအပီးတိုင်ဖယ်ရှားခိုင်းနေပါဗျ။အဲ့ဒီအကစားကွင်းအရှိမဆိုင်ခန်းပေါင်း30နီးပါးရှိပြီးနိုဝင်ဘာလ30ရက်နေ့နောက်ဆုံးထဖယ်ရှားပေးဖို့အကစားဦးစီးဌာနကအကြောင်းကြားစာပေးပို့လာတယ်လို့ဆိုင်ခန်းပိုင်ရှင်တချို့ကပြောပါဗျ။ ဆိုင်ခန်းနေရာတွေကိုနှစ်30စာချုံနဲ့ရောင်းချထားပြီးနှစ်ပြဖို့အတွက်လင်းနှစ်နီးပါးလုပ်သေးတယ်လို့ဆိုပါရယ်။နှစ်ရှင်စာချုံနဲ့ဝယ်ထားပြီးမှအခုလိုအပီးတိုင်ဖယ်ရှားခိုင်းနေတာကြောင့်ဆိုင်ခန်းပိုင်ရှင်ပြည်သူတွေနှိမ့်နိုင်ရတယ်လို့ဆိုပါရယ်။အဲ့ဒီဆိုင်ခန်းတွေကိုဖယ်ရှားရမှာလဲနင်းနာကြီးတစုံတရာပြန်ပေးဖို့မပြောခဲ့ဘူးလို့ဆိုင်ခန်းပိုင်ရှင်တချို့စီကသိရပါဗျ။ဆိုင်ခန်းတွဲတွေကိုဖြိုဖျက်ပြီးမြို့မအကစားကွင်းကိုတိုးချဲ့ဆောက်လုပ်သွားမယ်ဆိုပြီးကြားသိရတယ်လို့ဆိုပါဗျ။ အာဏာသိမ်းစစ်ကောင်ဆောင်မြင်းမျိုးကိုလာရောက်ချိန်ကမြင်းမျိုးမှအကစားကွင်းတိုးချက်ဖို့နဲ့မြေးလျင်ကွင်းတိုးချက်ဖို့ပြောဆိုခဲ့တယ်လို့မြို့ခံတချို့စီကသိရပါဗျာ။တရချောင်းမြို့နယ်ဒဝဲမြေသွားကားလမ်းဘေးကမင်းတပ်ရွာကိုဆရနာရှင်တပ်စစ်ကြောင်းကနိုဝင်ဘာလ23ရက်နေ့ကမိရှုဖြက်စီရနေအိမ်60လုံးမိလောင်ပျက်စီးသွားပါဗျ။ဆရနာရှင်တက်စစ်ကြောင်းပြန်ထွက်သွားပြီးတဲ့နောက်နိုဝင်ဘာလ24ရက်နေ့မှာဒေသခံတွေကကျေးရွာအတွင်းတွားကြည့်ရာနေအိမ်60တလုံးမိရှုခံထားရတာကိုတွေ့ရတယ်လို့ဒေသခံတချို့ကပြောပါရတယ်။ နိုဝင်ဘာလ22ရက်နေ့မနက်မှာဒဝယ်မြေလမ်းပေါ်မှာရှိတဲ့ဗုဒ္ဓံကနေတဆင့်တရချောင်းမြို့နယ်မြောက်ပိုင်းကိုစစ်ကြောင်းထိုးလာတဲ့ဆီယနာရှင်တပ်နဲ့တော်လိုင်းပူပေါင်းတပ်တို့ဝဲရဲရွာနဲ့ကမြန်ရွာကြားမှာတနအီကြောကြတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ဒီလိုတိုက်ပွဲဖြစ်ပြီးနောက်တရက်မှာတော့မင်းတပ်ရွာကနေအိမ်တွေကိုမိရှုဖျက်ဆီးခဲ့တာလို့ဆိုပါတယ်။အင်အား200လောက်ရှိတဲ့ဆေးရနာရှင်တပ်စစ်ကြောင်းကအော်တိုဘားလ22ရက်နေ့ကစပြီးဒဝယ်မြေသွားကားလမ်းတစ်လျှောက်စစ်ကြောင်းထိုးနေပြီး PDF, KNL စစ်စေးဂိတ်တချို့နဲ့အရက်သားနှစ်အင်အားချီကိုမိရှုဖျက်ဆီးခဲ့ပါတယ်။ တပတ်အတွင်းသတင်းတွေကိုနားဆင်ခင်ရတာပါဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်ဖြစ်တဲ့လက်နက်ကင်တယုံယုံနဲ့မြို့ပေါ်ကမက်ဆက်ပွဲတွေဆိုတဲ့အကြောင်းကိုတော့ဒဝဲဝက်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါရှင်ဆဲအုစုကပြုလုပ်တဲ့ရေကောက်ပွဲကျင်းပဖို့ရပိုင်းတာလိုတော့ပေမဲ့သတင်းတိုင်းတိုင်းမှာတော့မဲဆွယ်စီယုံတာတွေတိတ်အများကြီးမတွေ့ရပါဘူးသတင်းတိုင်းတိုင်းမှာ ပြည်ထောင်စုစက်ခရေးပါတီပြည်သူ့ပါတီပြည်သူ့ရှေးဆောင်ပါတီတိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီနဲ့ တောင်သူလက်သမားပါတီတို့ကကိုစလဲပေါင်း124ဦးကစစ်အုပ်စုရေကောက်ပွဲမှာဝင်ရောက်ရွေးခံကြမှာပါအဲ့ဒီကိုစလဲလောင်းတို့ရဲ့မဲဆွယ်ခရီးစဉ်ကိုစစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေရတားဖွဲ့ဝင်တွေပြူစောထွေးတွေအယံမိသတပ်ဖွဲ့ဝင်တွေကလုံခြုံရေးယူပေးပါတယ်မဲဆွယ်ခရီးစဉ်အတွက်လုံခြုံရေးလိုအပ်ရင်ရေကောက်ပွဲကော်မရှင်စီတင်ပြတောင်းခံရတယ်လို့တရင်တိုင်းတိုင်းလော့တော်မှာဝင်ပြိုင်နေတဲ့ ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းဦးအောင်အောင်ကအခုလိုရှင်းပြပါတယ်ကျွန်တော်တို့တွေ့မယ်နေရောကျွန်တော်ယူရှိကိုငါရေလောက်ကျူတဲ့တဲ့ရတယ်ယူရှိတဲ့ထားတဲ့နေရောကျွန်တော်တို့မရောက်ခဲ့ကြတဲ့လုံချိုရေးတူရောင်းနေတဲ့ဟာလေးမျိုးလည်းတွေ့ရဆန္ဒရှင်တက်ရဲ့လုံချိုရေးကူညီယူပြီးမဲဆွဲနေကြပြီမဲ့တရင်တိုင်းတိုင်းကကိုယ်စားလှယ်လောင်းတွေဟာစေအုပ်စုထိချုပ်ထားတဲ့ဒဝဲမြို့ပေါ်ရက်ကွက်တွေနဲ့မြို့နီဝန်းကျင်ကရွာတွေဒါမှမဟုတ်စစ်အာဏာရှင်တတ်တတ်ဆွဲထားတဲ့ရွာတွေလောက်မှာပဲအ धिक ထားမဲဆွဲနေကြတာပါ မြို့နယ်အနှိုင်းငယ်သာလှမ်းတဲ့ရွာတွေစီကိုသွားပြီးမဲဆွဲတာမျိုးတွေမတွေ့ရပါဘူး။တဝန်ခရိုင်တဲကမြို့နယ်လင်းမြို့နယ်ထဲမှာပါတဲ့ရွာတွေမှာဆိုရင်မဲဆွဲဘွက်တွေလောကမတွေ့ရောက်တော့ပဲလို့ဒေသခံတွေကပြောပါတယ်။လလုံးမြို့နယ်မှာဆိုရင်မြို့ပေါ်ရက်ွက်တွေပေါဝင်မြို့နယ်ထဲကကျွေးရွာပေါင်း100ကျော်မှာဒီကနေ့ထိမဲဆွဲတဲ့ကိုယ်စားလှယ်လောင်းတယောက်မှမရှိဘူးလို့ဒေသခံတွေကပြောပါတယ်။တလာရင်တပ်ဖွဲ့တွေဟာတဝယ်မြို့အနီးဝန်းကျင်ထိစစ်ရေးဖော်ဆောင်တာတွေလုပ်ပြီး PR ပေးထားနိုင်လို့ ကိုယ်စလဲလောက်တွေမြို့ပြင်ထွက်မဲဆွယ်ဖို့မဖြစ်နိုင်ဘူးလို့သုံးသပ်နေကြပါတယ်အခုဆိုရင်ကျွန်တော်စီးရတလို့ဆိုရင်ကြာရတယ်လားဆိုရင်ဒေဝဲမြို့နဲ့မလှမ်းမဝေးဟိုမြို့ရဲ့မိမတော်ဝိုက်ကြီးရော်တွေရှိတယ်မလားအဲအဲ့ဒီကြီးရော်တွေမြို့ဆိုရင်သူလည်းနေပါချင်းနေချင်းကတီးရဲ့ဆိုလို့ဆဲနေမယ်နောက်မြို့နဲ့လှမ်းဝီးတဲ့ကြီးရော်တွေမြို့ရဲ့လက်ကားတော့သူတို့လက်ကြားတော့သူတို့ဆဲလို့ရမှာပို့ဖို့ ဒွေမြို့ဝင်ပေါ်တဲတာစစ်စဲရဲကိုတော်လာရေးတပ်တွေကမကြာခဏဝင်ရောက်ပစ်ခတ်တိုက်ခိုက်နေကြသလိုကမျိုးကင်းတရာဂိတ်ကိုလည်းလောင်းလုံးဖက်ကတော်လာရေးတပ်တွေကမကြာခဏတိုက်ခိုက်လေးရှိတာပါအလားတူပဲရေဖြူမြို့နယ်ဖက်ကတော်လာရေးတပ်တွေဟာမော်မယ်ရှောင်းယွာကစစ်စဲရဲကိုမကြာခဏတိုက်ခိုက်နေတာပါနွေဘလာ၂၀နှစ်ရည်ကပဲမမရှောင်ယွာနဲ့ကတ်နေတဲ့ဇဟာယွာမှာမဲစင်းလက်ကောက်နေတဲ့မျိုးသားတအူးကို တော်လိုင်းရေးတပ်တခုဖြစ်တဲ့ဒိုရကစစ်ကြောင်းကဖမ်းဆီးခဲ့ပါသေးတယ်။လက်ရှိစစ်ကော်မရှင်ခန့်တရင်တိုင်းတိုင်းဆိုးရအဖွဲ့မှပါတဲ့ဝန်ကြီးချုပ်ဦးမြန်ကိုနဲ့ကရင်တိုင်းသားဝန်ကြီးစောမတင် လူသားတို့တောင်းဒွေမြို့ပေါ်ရက်ကွဲတခုနဲ့ဆက်အနာရှင်တပ်စကခခရှစ်အခြေစိုက်ထားတဲ့တပြေချောင်းရွာမှာလောက်ပဲမဲဆွဲနေတာတွေ့ရပါတယ်။ဒွေခရိုင်တဲ့စာရင်မြင့်တဲ့ကော့တောင်းခရိုင်တွေမှာမဲဆွဲပွဲတွေပို့တွေ့ရပါတယ်။ မြင်းနဲ့ကော့တောင်းခရိုင်မဲဆွဲခရီးစဉ်တွေမှာလည်းဆရာလာရှင်တက်ကလုံချုံရေးယူပေးထားတာကို တွေ့ရပါတယ်။ချက်ခိုင်ဖော်ပြရေးပါတီရဲ့မဲဆွဲပွဲတွေမှာဆိုရင်မဲဆွဲဟောပြောမဲ့ area ပတ်ပတ်လည်းကိုဆရာလာရှင်တက်သားတွေကလက်နဲ့အပြည့်စုံနဲ့လုံချုံရေးယူပေးထားတယ်လို့ကိုစရလောင်းအနီးမှာလည်းအရဝော့လက်နဲ့ကင်တွေကအနီးကပ်အနီးယာယူထားကြတာတွေ့ရပါတယ်။တချို့မဲဆွဲပွဲတွေမှာဆိုရင်ဆန္ဒရှင်တက်ယူနီဖောင်းဝတ်ဆင်ထားသူတွေကမှတ်တမ်းဓာတ်ပုံရိုက်ပေးကြပါသေးတယ်။ တရင်တိုင်းတိုင်းတဲ့မဲဆွယ်ကာလမှာလှုပ်ရှားမှုအများဆုံးကတော့ကြက်ไก่ဖော်ဖြိုးရေးပါတီပြည်ရင်ပြည်သူပါတီလို့ဆိုနိုင်ပါတယ်ပြည်သူပါတီကတော့ပါတီဥက္ကဋ္ဌဖြစ်တဲ့ဥက္ကဋ္ဌကြီးကိုယ်တိုင်တဝဲနဲ့မြေမျိုးကိုဆင်းလာပြီးမဲဆွယ်ခဲ့ပါသေးတယ်ကျန်တဲ့ပါတီတွေရဲ့လှုပ်ရှားမှုကတော့တိတ်မတွေ့ရပါဘူးပါတီဆိုင်ဘုတ်တင်ဖွင့်ပွဲတွေလောက်ပဲတွေ့ရလေးရှိတာပါတပုံမှတန်းတွေအရတော့ခိုးစရဲလောင်းတို့ရဲ့မဲဆွဲခရီးစဉ်လုံချုံရေးယူပေးနေတဲ့ဆက်နာရှင်တပ်သားတွေဟာအသက်ကြီးပိုင်းတွေတွေ့ရပါတယ် ြည်သူတွေကရွေးကောက်ပွဲကိုစိတ်ဝင်စားကြပါဘူး။တရင်သာတိုင်းမှာဘဲပါတူတွေဝင်ပြိုင်နေကြပြီးကိုစရဲလောင်းတွေကဘသူဆိုတာတောင်မသိကြတဲ့သူတွေကများပါတယ်။ဒဝဲဝက်အနေနဲ့တရင်သာတိုင်းမှာဝင်ပြိုင်မဲ့ပါတူတွေရဲ့တာဝန်ရှိသူတွေကိုစရဲလောင်းတွေစီဆက်သွယ်ပြီးအင်တာဗျူးဖို့စ조사ခဲ့ပေမဲ့အများစုကအပြူးမခံကြဘဲဖုံးချသွားကြပါတယ်။ပြည်သူတွေကတော့ရေကောက်ပွဲအားဆဲအုပ်စုကကျွတ်တင်ဇက်ညွန်ရေးပီတာဖြစ်တာမို့လို့ကိုစရဲလောင်းတွေရဲ့မဲဆွယ်ပွဲဟာလည်းဟန်ပြတာဖြစ်တယ်လို့ဝေဖန်ကြပါတယ်။ ဒါကြောင့်လည်းအခုရေကောက်ပွဲကိုအတူရောင်ရေကောက်ပွဲလို့အများစုကသတ်မှတ်ခေါ်ဆိုနေကြတာပါတကယ်လဲဆီအိုစုနဲ့နှိစက်တဲ့ချက်ခိုင်ဖော်ပြရေးပါတီကကိုယ်စားလှယ်လောင်းအများစုဒါမှမဟုတ်အာလုံးနီပါအနိုင်ရဖို့ကြိုးပင်ထားတာကြောင့်ပြည်သူတွေမဲပေးမပေးပေးလှော့တော်တဲ့အခက်အသားရပ်ကိုကြမှာပါပြည်သူတွေကတော့အဖမ်းခံရမှာကြောက် ပြစ်ခတ်ခံရမှာကိုကြောက်ဗုံးကျဲခံရမှာကြောက်အင်မီရှုတ်ခံရမှာကြောက်စသဖြင့်အကြောက်တရားမျိုးစုံနဲ့ရှင်သန်နေရချိန်မှာ တနတ်တွေနဲ့မဲဆွယ်လာတဲ့ကိုစတဲ့လောင်းတွေပါကြောက်ရတဲ့အဖြစ်ရောက်နေကြကြောင်းပါခင်ဗျာတဝဲဝက်ဝိုင်းတော်သားတွေစီစဉ်တင်ဆက်ထားတဲ့သတင်းတွေကို ရှုစားခဲ့ရတာပါ နောက်အပတ်တွေမှာလည်းတနင်္လာနေ့တိုင်းအတွင်းသတင်းတွေကိုဆက်စုံလင်းလင်းတင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်